ပဲဂိုးချင်းထောင်မှာလေယာဉ်ပြေပြဿနာနဲ့ပတ်သက်ပြီးဖမ်းဆီးခံနေရတဲ့မက်ဆဆုတွေကိုပဲဂိုးမြို့နယ်တရားရုံးမှာရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ဒီသတင်းကိုဦးမျိုးမင်းဦးကပေးပို့ထားပါတယ်။ဩဂတ်လ17ရက်နေ့ကလေယာဉ်ပြေပြဿနာနဲ့ပတ်သက်ပြီးပဲဂိုးချင်းထောင်မှာဖမ်းဆီးတရားဆွဲဆိုခံထားရတဲ့မက်ဆဆုတွေကိုပဲဂိုးမြို့နယ်တရားရုံးမှာတတိယကြိမ်မြောက်အဖြစ်ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။မက်ဆဆုတွေရဲ့တတိယကြိမ်ရုံးချိန်မှာမက်ဆဆုတွေနဲ့တရားခံပြတပ်တွေကိုစစ်မေးခဲ့တာဖြစ်ပါတယ်။ တက်သိမ်းလေရမြေတွေကုမ္ပဏီသိမ်းလေရမြေတွေဒီပေါ့နော်ဒီလေလုတ်ချင်စိတ်မရှိတဲ့ဒီကုမ္ပဏီပိုင်ရှင်တွေလက်ထဲကိုအဲဒီစစ်တပ်တွေလက်ထဲကိုမရအောင်ကျမကောက်ွယ်ဆောင်ရှောက်မယ်လေလုတ်ချင်စိတ်ရှိတဲ့လေသမားတွေလက်ထဲကိုရအောင်ကျမစူးစမ်းမယ်လေရမြေဖွံ့ဖြိုးတိုးတက်လာတဲ့အငါတို့ဟာငါတို့မြန်မာနိုင်ငံဟာစက်ပြိုးရေးနိုင်ငံကွာငါတို့တောင်နယ်သမားတွေကငါတို့နိုင်ငံရဲ့အသက်သွေးကြောတွေပါလားဆိုတဲ့ပေါ့နော်တောင်နယ်သမားရဲ့ဖွံ့ဖြိုးတိုးတက်အောင်ကျမစူးစမ်းသွားမယ်လို့ပြော တပ်သေးတွေကတော့သူတို့အကူအညီတောင်းပြီးသွားခေါ်လို့မဆုစုနှွေးကသူတို့ရဲ့ဘိုးဘွားပိုင်လက်မြေတဲကိုသာလာခဲ့တာဖြစ်တယ်လို့ပြောပါတယ်။ကျွန်တော်လည်းသူကတရားဆွဲပါတယ်။တရားဆွဲဆိုတဲ့အချိန်မှာကျွန်မတို့နေသမားတွေသွားပါတယ်။အမှန်မှာတော့အမားသွားခဲ့တဲ့နေရာကလည်းတပ်ပိုင်မြေလည်းမဟုတ်ပါဘူး။ကျွန်မတို့960ရက်တိတမှာဆွန့်လွတ်ထားတဲ့မြေထဲမှာလည်းဖြစ်ပါတယ်။ကျွန်မတို့အဲ့ဒီမြေထဲမှာအမားလာခြင်းကြောင့်အမတက်မြင်ကြည့်ကြတာမဟုတ်ပါဘူး။ဩဂတ်စ်လ14ရက်နေ့မှာမဆုစုနှွေးရဲ့အကျိုးဆောင်တွေကရှောက်လဲချက်ကိုစာနဲ့ရေးသားတင်သွင်းမှာဖြစ်ပြီး အပိသက်စီရင်ချက်ကိုတော့ဩဂတ်စ်လ18ရက်နေ့မှာချမှတ်မှာပါတောင်သူလယ်သမားရေတက်ကြွလှရှားသူမက်ဆုဆုနှွေးကိုဘကိုးတိုင်းဒေသကြီးအင်းနဂေါ်ရဲစခန်းကဇူလိုင်လ23ရက်နေ့ကဖမ်းဆီးခဲ့တာဖြစ်ပါတယ်အင်းနဂေါ်မြို့နယ်မှာရှိတဲ့လက်နက်ခဲယမ်းမီးကျောက်တက်က1990ခုနှစ်ကျော်ကာလတွေတုန်းကလေယာမြေတွေသိမ်းဆီးခဲ့ရမှာလေယာမြေတွေပါဝင်သွားခဲ့တဲ့တောင်သူလယ်သမားတွေရဲ့အကူအညီတောင်းချက်အရသွားရောက်ပြီးအကူအညီပေးခဲ့တဲ့ကိစ္စရဲ့နောက်ဆက်တွဲအဖြစ် မဆုစုနှွေးကိုဖန်ဝရန်ပြပြီးတော့ဖန်စီသွားခဲ့တာဖြစ်ပါတယ်ကျွန်တော်မျိုးမင်းဦးပါ